မိုင်းချုံမှာကြော်ဆိုင်ကိုကော်ပီကူးနေလို့လူပြောများနေတဲ့ဒေါ်တဝင်းကြော်ဆိုင် ။ရန်ကုန်မြို့ကဝိုင်းချုံမကျော်ဆိုင်ကို copy လိုက်ကိုလိုက်တူနေလို့ဝေဖန်ခံနေရတာကောင်မန်လီမြို့ကဒေါ်တင်ဝင်းကျော်ဆိုင်မှာရန်ကုန်မြို့ကဝိုင်းချုံမကျော်ဆိုင်ဆိုတာကမြောက်တကုံမှာဖွင့်နေထားတဲ့တာမင်ကျော်ဆိုင်လေးတစ်ဆိုင်မှာအကျော်ဆိုင်ပိုင်ရှင်မရှုံးလက်ခေါ်ဝိုင်းချုံမဟာဖခင်ကြီးနေမကောင်းဖြစ်ကစီဝါကြဆင်းလာတာကြောင့်အသက်ရွယ်ငယ်ငယ်ရွယ်နေစီဝါရှာနေရတာဖြစ်ပါတယ်။အစောပိုင်းမှာတော့ဝိုင်းချုံမထမင်းဆိုင်ကိုဖွင့်လိုက်ခဲ့ပါသေးတယ်။ဒါပေမဲ့အလုံးမဖြစ်တာကြောင့်ကျော်ဆိုင်ဖွင့်လိုက်ခဲ့တာပါ။အကျော်ဆိုင်ဖွင့်နေပြီးမှတော့ဝိုင်းချုံမခေါ် ော်မရှုံးလေးဟာအကျော်နေကျူးပြည့်ရလို့ဆိုရမလားပဲဝိုင်းချုံမှာကြော်ဆိုင်ဟာလက်မလိန်အောင်ရှောင်းနေရတာပါဝိုင်းချုံမှာကြော်ဆိုင်မှာကြော်ဝင်ခွင့်ရဖို့ကိုနှစ်နာရီလောက်တန်းစီရတယ်လို့ဆိုပါရင်အထူးသဖြင့်နေမကြီး celebrity တွေကဝိုင်းချုံမှာကြော်ဆိုင်မှာလာစားပြပြီးမှဝိုင်းချုံမှာကြော်ဆိုင်ကပို့ပြီးတော့လူသိများခဲ့တာပါဒီလိုလူသိများတာကြောင့်လဲဝိုင်းချုံမှာရဲ့ကြော်ဆိုင်ဟာတရက်ကိုစီပိတ်တဲ့ချိန်များစွာနဲ့မုံနစ်ပိတ်တဲ့ချိန်များစွာသုံးဆွဲရတဲ့အထိရှားတက်ခါ တရက်ကို24သိန်းပုံရောင်းရတယ်လို့ဆိုပါရယ်။ဒါကြောင့်လေခုဆိုရင်တော့ဝိုင်းချုံမဟာသိန်း1000တန်းခြံကြီးတစ်ခြံပိုင်ဆိုင်ထားပြီးဖြစ်တယ်လို့သိန်း900တန်းကြော်ဆိုင်တစ်ကြီးကိုဖွင့်လိုက်ပါပြီ။ဝိုင်းချုံမရဲ့ကြော်ဆိုင်ဟာမြန်မာနိုင်ငံမှာကားပါကင်ပါတဲ့ပထမဆုံးကြော်ဆိုင်ကြီးဖြစ်တယ်လို့သိရပါရယ်။ဝိုင်းချုံမအကြော်ရောင်းရင်းနဲ့ဒီလိုချမ်းသာကျေးဝါတဲ့ဘဝကိုပိုင်ဆိုင်တာအကြောင်းလေဘွင်းဆိုတာမင်းလာဆောင်ဖိတ်စာမှာပဲသုံးဝင်ကြောင်းပြောရယ်။သူမရဲ့တနေ့ဝင်ခွင့်ဟာသိန်း20ကြော်ရှိကြောင်းပြောရယ်။စသဖြင့်အောက်ခြေလွတ်လာတာပါ။ အစောပိုင်းမှာတော့လူတွေကဝိုင်းချုံမကိုယူသားကြိုးစားအကြော်ရောင်းရင်းနဲ့ကြီးပွားချမ်းသာလာသူမို့လီစာအားကြချီးကျူးကြပါရင်ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့ဝိုင်းချုံမရဲ့စီးလို့ပေါလို့ပြောဆိုမှုတွေကြောင့်အမြင်မကြည်ဝေဖန်မှုတွေရှိလာတာပါ။ဘာဖြစ်ဖြစ်ဝိုင်းချုံမဟာချစ်စရာကောင်းတဲ့မူရလေးတွေကြောင့်လူတွေရဲ့ချစ်ချင်းမြတ်တာကိုရရှိထားတာပါ။သူမရဲ့တတော်ကမှာအရင်မင်းသမီးလေးတယောက်လိုကိုင်းနေအောင်တချင်းချင်းကပြနေတာပါအချို့သောမိကလေးတွေဆိုရင်တော့တတော်မှာအနောက်တိုင်းသချင်းတွေနဲ့တင်လို့ရှင်လို့ဒီလို့ဟိုလို့နဲ့ကကြတာဖြစ်ပါရင်ဒါပေမဲ့လေကျိုးတိုင်းမလေးဝိုင်းချုံမကတော့ အဲ့ဒီဟိုလိုဒီလိုမကဘဲနဲ့အငြိမ်းမင်းသမီးလေးတယောက်လုံး ွေးနေအားမြန်မာဆက်ဆံကားတက်တာပါ။ဒါပင်ဝိုင်းချုံမှာအခုဆိုရင်တော့အလူဆိုင်ဝိုင်းတွေမှာပဲကြုံရင်ကြုံတလို့လိုက်နေတီးဆိုကားပြလေးရှိတယ်လို့သတင်းနေကြနေရတာဖြစ်ပါတယ်။ဝိုင်းချုံမှာတောင်ဆိုင်ဝိုင်းတွေရဲ့တီးဆိုဖြောပြရမှာလေအတန်လေးကတော်တော်လေးကောင်းတယ်လို့ရုပ်ရည်လေးကလည်းတော်တော်လေးချစ်စရာကောင်းတာကိုတွေ့ရမှာပါ။ဒါကြောင့်လေပရိသတ်တွေကတော့ဝိုင်းချုံမရဲ့နုပညာကိုတော်တော်လေးသဘောကျနေတာဖြစ်ပါတယ်။ဝိုင်းချုံမှာကြော်ဆိုင်ပန်းရှင်မရှုံရှုံဟာမြန်မာဆက်ဆံဝတ်စားတက်လို့လေနမည်ကြီးပါတယ်။အခုကမှတော့ဝိုင်းချုံမှာကြော်ဆိုင်လိုမျိုးဝိုင်းချုံမှာလိုမျိုးလိုက်လံတူပနေတဲ့စိုင်းဒီဇိုင်းပေါ် ်လာပါပြီ။အဲ့ဒါကတော့မန်လေးမြို့ကဒေါ်တင်ဝင်းကျော်ဆိုင်မှာဒေါ်တင်ဝင်းကျော်ဆိုင်ဟာဆိုရင်တော့အဓိကအဖြစ်တော့ဘူတိကျော်ကိုရောင်းချတာဖြစ်ပါတယ်။သူရဲ့ဘူတိကျော်ဟာဆိုရင်တော့တကယ်ကိုမှကျွရနေပြီးတော့စကောင်းလွန်လာတာကြောင့် အနေနဲ့ရရက်ကဝယ်ယူအပိသူတွေများစွာလာရောက်စားသုံးကြရပါတယ်။ဒါကြောင့်လေဒေါတင်ဝင်းကျော်ဆိုင်ကိုမန်လီမြို့ကဝိုင်းချုံမှာဖြစ်လူတွေဟာသတ်မှတ်ထားကြတာပါ။ဒီလိုသတ်မှတ်လိုက်တာကြောင့်ပဲခုခါမှာတော့ဒေါတင်ဝင်းကျော်ဆိုင်ဟာရေကုံမြို့ကဝိုင်းချုံမှာကျော်ဆိုင်လို့လိုက်လံတုပါပါတော့တယ်။ဒါပြင်ကောင်မလေးတယောက်ကိုလည်းဝိုင်းချုံမှာလိုမျိုးတစ်တုံမှာကခိုင်းထားတာပါ။ဒါကြောင့်လေလူတွေကတော့လူဆိုတာတအုပ်ကတအုပ်တူမခိုးတဲ့ကြောင့်ကိုမိုင်စတိုင်ရှိတဲ့နယ်လို့ဒေါတင်ဝင်းကျော်ဆိုင်ကိုပြောပြထားတာပါ။ ီဗီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တရားရုံဝိုင်းချုံမှာကြော်ဆိုင်စတန်လိုက်ခိုးနေတဲ့မန်လီယာဒိုတေဝင်းကြော်ဆိုင်ကိုဘလို့မြင်လဲဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်။